ယ်၍ဘီယာစနစ်ကိုပြောင်းချည်ရင်နိုင်ငံတကာမှာလွတ်လပ်လွတ်လပ်ရှိတာကသူငယ်တန်းရွယ်အားစပြီးတော့เนาะနိုင်ငံသားပညာပေးအစီအစဉ်အကြောင်းပါကြာထန်းကြာထန်းပြီးလို့ချင်ရုပ်ဘဝစနစ်တွေအကြောင်းတဖြည်းဖြည်းထင်သွားပေးလိုက်เนาะ၅နှစ်တန်ဒီ၆နှစ်တန်ဒီ၇နှစ်တန်ဒီထင်သွားပေးလိုက်အဲ့ဒါဆိုနားလည်သွားပြီအဲ့လိုမျိုးတင်သွားပြီးလို့ပြည်သူတွေနားလည်ပြီးတော့မှပဲဘီယာစနစ်ကိုကျွန်တော်သုံးတာကောင်းနေပြီ ပီယာစနစ်ကဟိုပါဘူးဘောလုံနီးလောက်ကနေအများကြီးရှိတယ်တည်တည်ချာချာအာဟိုအခုဟိုဘာခေါ်မလဲအတွေ့အကြုံရှိပြီးတဲ့နိုင်ငံတွေလိုဟိုဟိုဆိုရင်တော့ဥမာဘယ်ပါတီကိုလဲကြိုက်တယ်လူကိုလဲကြိုက်တယ်တခုစလူအကုန်ရွေးနိုင်တယ်ကိုစိတ်ကြိုက်ကိုတခါတည်းရွေးနိုင်နေတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီလိုအဆင့်ကိုအခုချက်ချင်းကျွန်တော်တို့တိုက်ပြီးမှအဲ့ဒီအဆင့်ကိုတခါတည်းလှုပ်ပြလိုက်မယ်ဆိုရင်လူတွေတက်နေနေရှုပ်သွားမှာရွေးရတယ်လက်ခက်တာပေါ့နော် အဲ့တော့အဲ့ဒီ PR စနစ်ထဲကအလွယ်ဆုံးဓိကိုတုံးမယ်ဆိုရင်ဖြစ်ရင် အများကြီးလဲအဲတဘာဝလဲကြရတယ်အလိုလိုလဲဖြစ်ပါလိမ့်မယ်ဘာမှပြီမှာပေါ့နော်ဆနေကအဓိကအနေချက်ကတော့ပြည်သူတွေနားမလည်ရင်မဲခုတ်ဖို့လွယ်တယ်။ဗမာပြည်လုံးဖို့နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်ကာလအခုလိုကာလမှာလုံးဝမတုံ့တက်ဘူး။အဲတော့2020ခုပွဲကမဲလေမဲခုတ်မှုတွေနဲ့ပြည့်ရှန်နေတယ်ဆိုပြီးတော့ နော်ကျွန်တော်သတင်းထွက်တယ်နော်သတင်းထွက်တယ်ဒါလည်းပဲအောင်သိနေကြတဲ့ကိစ္စပဲတကယ်လည်းဖြစ်ခဲ့တယ်နော်ဒါတော့မှကျွန်တော် FPTV လို့ခေါ်တဲ့ရိုးရှင်းတဲ့စနစ်ကိုသုံးတာဟုတ်တယ်ဟုတ်တယ်နော်အဲ့လိုရိုးရှင်းတဲ့စနစ်မှာတော့မှမဲလိမ်မဲကမှုတွေအများကြီးဖြစ်နေတယ်ဆိုရင်ရှုပ်ထွေးပွေလီပြည်သူတလုံးမှနားမလဲတဲ့စနစ်ကိုသုံးမယ်ဆိုရင်ပိုဆိုးတော့မှာပေါ့ပြာစနစ်ဆိုတာဘာလဲအချိုးကျကိုစားပြုဆိုတာဘာလဲအဲ့ဒါဘူး ပြည်သူလူထုရောလက်ရှိနိုင်ငံရေးသမားအားလုံးရောလွတ်တော်ထဲမှာရှိတဲ့သူတွေရောတကယ်ရောနားလည်လားဆိုတာမျိုးပြရားစနစ်နဲ့အခုစနစ်နဲ့ဆိုတော့အခုစနစ်ကိုကောဘယ်လောက်နားလည်ပြီလဲအဲ့ဒါကတော့လောလောဆယ်တော့ဟိုနိုင်သူကုန်ဖြစ်တဲ့အတွက်ဟိုလူထုထောက်ခံမှုအများဆုံးရတဲ့ပါတီတစ်ခုအနိုင်မရအောင် လုပ်တယ်ဆိုတဲ့ပုံစံမျိုးတော့ရောက်ချင်ရောက်နေမှာပေါ့ဒါပေမဲ့လည်းအဲ့ဒါကဟိုသာဝရမဟုတ်ဘူးလေဘာမှ ်အပြောချင်တာကဒီသူ့ရဲ့ concept ကတပိုင်းတပိုင်းထားဒါပေမဲ့သူ့ရဲ့ concept မပေါ်မလုပ်ခင်ကိုဒီ PR စနစ် account ထဲပေါ်တဲ့ခါမှာရှိတဲ့ step တွေသူ့သူ့သူ့ရဲ့ဒီဒီလုပ်ငန်းသဘောတဘာဝတွေအဲ့ဒါတွေကိုနားလဲအောင်တော်လို့ယူအောင်ပြောချင်တာလုပ်မယ်ဆိုရင်2015ဖုတ်ဖုတ်မှုတွေလုပ်ဖို့မသင့်တော့ဘူး2015ထုတ်ဖို့မှုတွေလုပ်လို့ရှင်ပြဿနာအကြီးကြီးရှုပ်ထွေးမှာ